တခါကလင်မယားနှစ်ယောက်ရှိတယ်ပြီးတော့ဘာဖြစ်လဲဆိုတော့ဟာဇတ်မောလာပီရစ်ဆူလ်ဖကာဆာဘ်ကဒီဝါကေအလီကိုတင်ပြထားတာခင်ပွန်းကနောက်တနိုင်ငံသွားပြီးနောက်ဒေသတခုသွားပြီးအလုပ်လုပ်အလုပ်လုပ်တဲ့အခါကျတော့ခင်ပွန်းကတခါသွားရင်တော့လင်းငါ6လကြာလင်းငါ6လကြာတော့ဒီလိုတော့လင်မယားနှစ်ယောက်ကတော်တော်ချစ်တယ်တော်တော်ချစ်တယ်အဲ့ဒီလိုနဲ့လင်းငါ6လကြာတော့နည်းနည်းနှစ်ခါသုံးခါဖြစ်လာတော့ခင်ပွန်းက ိတ်ထဲမှာအဲ့လိုနောက်နေရာရောက်တဲ့အခါမှာနည်းနည်းလိုအပ်တာပေါ့လေငါဒီမှာ၄၅6လတယောက်ထင်းနေရတာတော့ငါတို့မသိတော့မကောင်းဘူးပေါ့နော်ငါမှဒီမှာလေးပဲငါဇနီးကိုခေါ်လာဖို့ကလည်းမလွယ်ဘူးဒီတော့ဒီမှာနေကတစ်ခုခုလုံလိုက်ရင်ငါကောင်းမယ်နေကနောက်တစ်ခုလုံလိုက်ရင်တော့နှုံးဆိုရင်ငါဇင်နာဖြစ်နေလိမ့်တော့ဒီတော့နောက်ဆုံးမှသူပါလုံလိုက်တယ်ခင်ပုံကတော့ဒီသေးတာမှာပဲမင်းကလေးတယောက်နဲ့တိတ်တိတ်ပုံအဲနေကလုံလိုက်တယ်ပေါ့လေတော့ဆိုတာကသူ့ဇနီးအချင်းမသိဘူးဒီကိစ္စကို နော်ဒီတော့နော်ဒီတော့ဇနီးအချင်းမတိအဲ့ဒီလုံးနဲ့ခင်ဗျားကဒီမှာလည်းပဲနေကတခုရှိတယ်ဟိုမှာလည်းပဲသူဇနီးအရင်ဇနီးနဲ့ရှိနေတယ်ပေါ့နော်ဒါမှချာလာတော့နော်ဇနီးအချင်းဖြစ်တဲ့သူကနည်းနည်းရိတ်စားမိလားရိတ်စားမိလားရိတ်စားမိလာတဲ့အခါကျတော့နော်ဇနီးအချင်းကခင်ဗျားကိုမတိငါတော့မတိငါတော့ဘာလုပ်လဲဆိုတော့ခင်ဗျားရဲ့အနောက်မှာစုံစမ်းဖို့ဆိုပြီးတော့နည်းနည်းလုပ်ပါလေရော့ တော့ဥမာပြလူလှုပ်ပြီးတော့စုံစမ်းခိုင်းနေတယောက်တယောက်နဲ့စုံစမ်းခိုင်းနေနေဆက်တဲ့သူတွေနဲ့စုံစမ်းခိုင်းတော့တတိအတိအကြတိရသွားပြီခင်ပွန်းကအလုတ်တလုတ်တဲ့နေရာမှာနောက်တယောက်ယူထားပြီနောက်တယောက်ယူထားဒီလိုဇနီးအကြည့်ဖြစ်တဲ့သူကတတ်တော်ရင်ထဲမှာကြီးကွဲတယ်ငါယောက်ျားငါ့ကိုတိတ်ချစ်တတ်တဲ့ယောက်ျားဒီလိုလေးပဲငါ့အပေါ်မှာအကုန်ကောင်းတယ်ဟောဒါဘာလို့လှုပ်လိုက်ရတာလဲကွာဘာလို့သူလှုပ်လိုက်ရတာလဲဒါလို့ဒီလိုမျိုးနော်အဲ့ဒီလိုနဲ့တတ်တော်တို့ကြီးကွဲတယ်ဒါမှမဟုတ်လေပဲ နော်ဇနီးအချီးဖြစ်တဲ့သူကဟိမချီရှိနေပေါ့ယောက်ျားကိုချက်ချင်းပြဿနာရှာတာဂျက်ဂရာလုတ်တာပါညာသူမလုပ်နော်သူဒီလိုပဲသူနော်ထိမ့်သိမ့်ပြီးတော့သူနေရင်းနဲ့တိတ်မကြဘူးသူယောက်ျားဆုံးသွားတယ်ယောက်ျားအလားမိတ်ခံသွားတယ်အဲ့ဒီလိုယောက်ျားအလားမိတ်ခံသွားတော့ယောက်ျားအလားမိတ်ခံတော့နော်ဒီဇနီးအချီးရှိတဲ့နေရာမှာပဲအလားမိတ်ခံသွားတယ်အလားမိတ်ခံတော့ယောက်ျားကလည်းမာရှာလာသူ့မှာပတ်စံနေအများကြီးရှိတယ်အခန်းနေအိမ်နေအများကြီးပဲ အရိထာဦးယောက်ျားဆုံးကတော့အမွေခွဲကိုအမွေခွဲတယ်အမွေခွဲတော့နော်ဥမာတာသမီတွေလည်းသူ့ဝေစုရတယ်လို့ဇနီးကလည်းသူ့ဝေစုပေါ့နော်သူ့ဝေစုဥမာဇနီးဆိုရင်ဒါ၈ပုံ၃ပုံရမယ်လေနော်၈ပုံ၃ပုံဝေစုကိုရတယ်နော်၈ပုံ၃ပုံဆိုတော့သားပါတော့ယောက်ျားပတ်စံချမ်းသာတဲ့သူဆိုတော့၈ပုံ၃ပုံအတိုင်းဒါတိမ်ပေါင်းထောင်နဲ့ချီတဲ့စူပါစု3000လောက်ဇနီးကအမွေရသွားအောင်နော်အဲ့ဒီလိုနဲ့ဒီပတ်စံရသွားတော့ဒါဥမာအနေနဲ့ပြောပြတာပေါ့နော် ဆိုတော့ဇနီးအကြီးကအဲ့ဒီပတ်စံကိုရပြီးတော့တကယ့်နည်းကနေတော့သူခေါင်းထဲမှာအာယုံဝင်နေဒီပတ်စံ3900လုံးကငါဟက်ဖြစ်ပါမလားဘာလို့လဲငါယောက်ျားမဆုံးခင်တော့ကငါဟိုတယောက်နဲ့လှုပ်ပြီးစုံစမ်းခိုင်းနေသူအလုတ်သွားလှုပ်တဲ့နေရာမှာသူ့ရဲ့နောက်တယောက်မိန်းမရှိနေသေးတယ်။တော့ဒီတော့အမှန်တကယ်တော့သူယူလိုက်ရင်လည်းဘာမှပြဿနာမရှိဘူး။ယောက်ျားကသူ့ကိုလည်းပြောပြခဲ့တာမဟုတ်ဘူး။ဒီမှာနောက်တယောက်ဇနီးရှိတယ်ဆိုတာ။ဒါမှမဟုတ်လည်းပဲတော့အလောက်ကြောက်တယ် တော့ဒီတော့ကိုရဲ့ hack သူ့ရဲ့ hack ဆိုတာတီးတော့နောက်ဆုံးသူပါလို့လေဒီဇနီးအကြီးကသူ့ပစံကိုတဝက်ခွဲလိုက်တယ်ခွဲပြီးတော့အဲ့ဒီတဝက်ကိုနော်ဟိုးအလုံးလုံးတဲ့နေရာမှာရှိတဲ့မိန်းမကိုတယောက်နဲ့သွားပြီးပို့ခိုင်းလိုက်တယ်ဒီလိုလိုပဲယောက်ျားဖြစ်တဲ့သူတော့ဆုံးသွားပြီးဒီတော့နော်ငါတိထားရတယ်ငါယောက်ျားမဆုံးခင်တော့နော်နင့်ကိုလည်းပဲဖြူထားတယ်အဲ့ဒီတော့နော်အမွေတဲကငါရတဲ့တဝက်တန်းရဲ့ hack ပဲနော်ဘ누구ပြေးခိုင်းလိုက်တာလဲ ဇနီးနောက်တစ်ယောက်ဇနီးအငယ်စီကိုပို့ခိုင်းလိုက်အရင်လိုနဲ့ဇနီးအငယ်ကလည်းအဲ့ဒီပစံအမောက်အများကြီးပဲရောက်လာတဲ့အခါကျတော့ဇနီးငယ်ကလည်းအဲ့ဒီမှာငိုပါလီရောဘာလို့လဲဆိုရင်သူ့ယောက်ျားဆုံးတာ तू မသိသေးဘူးမသိသေးဘူး तू ငိုပါလီရောငိုပြီးတော့ तू ကဒီပစံကိုပြန်ပေးခိုင်းတယ်ပြန်ပေးခိုင်းတယ်ဟာဘာလို့ပြန်ပေးခိုင်းတာလဲဆိုတော့အဲ့ဒီဇနီးငယ်ကဘာပြောပြလဲဆိုအမေရိကန် तू လည်းမင်းယူလိုက်ရင်ရပြီ तू လည်းယူလိုက်ရင်ရပြီလေဒါဘာမှဘယ်သူမှဒါတိတဲ့ကိစ္စမဟုတ်ဒါပေမဲ့ဒီဇနီးငယ်ကဘာပြောလဲဆိုတော့ ျွန်မဒီပတ်စံကျွန်မရဲ့ hack မဟုတ်တော့ဘူးတဲ့ဘာလို့လဲဆိုရင်ကျွန်မရဲ့ဒီခင်ပွန်းကနောက်ဆုံးတစ်ခေါက်လာတဲ့အချိန်တော့မပြန်ခင်မှာကျွန်မကိုတခါလေးတလက်ပြီးသွားခဲ့တယ်တဲ့အဲ့ဒီတော့သူဆုံးတဲ့အချိန်မှာကျွန်မနဲ့သူနဲ့ကြားမှာတော့ဇနီးအဖြစ်နဲ့အိမ်တော်ဘက်အဖြစ်နဲ့မရှိတော့ဘူးတဲ့အဲ့ဒီအတွက်ဒီအမွေရှစ်ပုံတပုံရဲ့တဝက်ကိုကျွန်မမခံစားထိုက်ဘူးတဲ့ဒါဇနီးအကြီးတယောက်တည်းနဲ့သာဆိုင်တဲ့ပတ်စံဖြစ်တယ်ဆိုပြီးတော့အဲ့ဒီပတ်စံပြန်ပြီးတော့ပို့ခိုင်းလိုက်တယ် ီလိုဖြစ်ရလေးကတော့ဒါလေးပဲနော်ဒါကျွန်တော်နော်နောက်နေရာမှာဇနီးမရှိရင်ဇနီးအသိရှာဒါပြောချင်တာအဲ့ဒါမဟုတ်ပြောချင်တာအဲ့ဒါမဟုတ်ဒါပေမဲ့နော်ဘာတီးရနေပေးချင်တဲ့ message ကဘာလဲနော်အလာကူတိအလာကူကြောက်နော် hack အပေါ်မှာနားနေတဲ့အမျိုးသမီးနှစ်ယောက်တော့အမှန်တကယ်ဇနီးအကြီးရလဲမပြီးပဲနေဘယ်သူမှဘာမှပြောဖို့မရှိဘူးတိလည်းမတိသူ့ယောက်ျားကိုယ်တိုင်လေးပဲပြောခဲ့တာမဟုတ် ဇနီးအငယ်ကလည်းရလာတော့ကိုအတလီယူလိုက်တလက်ဖြစ်တဲ့ကိစ္စမပြောလေးပဲရတာပဲသူ့ပြင်မဲ့လည်းပဲ hack နော်ကိုရဲ့ hack သူများရဲ့ hack ငါပိုင်ဆိုင်မှုတွေမရောက်ရအောင်အလာကိုကြောက်စိတ်နော်ဒီတိုင်းပဲဝတ္တရားနဲ့ပတ်သက်ပြီး hack နဲ့ပတ်သက်ပြီးတိနာနေတဲ့အပေါ်မှာအဲ့ဒီလိုပြုမှုဆောင်ရွက်ခဲ့တယ်